အားလုံးပဲမင်္ဂလာပါ။ရောက်စီတိုင်းကြားရှင်ကောင်းကြီးပေးပါစေ။ဒီနေ့တမချန်းစာထဲမှာဖခင်ကောင်းတယောက်အနေနဲ့ရက်တည်တဲ့ဖခင်နှောအကြောင်းကိုကျွန်တော်ဒီနေ့နှုတ်ပတ်တော်အဖြစ်ဖော်ပြပြတော့မှာဆင်ခြင်ကွာယူဖို့ရန်အတွက်ဖြစ်ပါတယ်။ကဘာဦးကြခန်းကြီး6ရောက်တဲ့အခါမှာကဘာမှာလူတွေကတိုးပွားပြတော့မှာများပြားလာတဲ့အခါမှာ လူတွေများပြားလာတာနဲ့အပြလူတွေကဖျားမကြိုက်တဲ့အလုပ်တွေများပြားလှုပ်လာတယ်ဆိုတော့ကိုတွေ့ရပါတယ်အဲ့ဒီချိန်မှာဘုရားသခင်ကလူကိုဖန်ဆင်းတာကိုနောက်တရတယ်လို့ကဘာဦးချမ်းအခန်းကြီး6အငယ်6ထဲမှာပြောထားပါတယ်မြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူဒီကိုနောက်တရရွေ့နှလုံးတော်နဲ့ပူပါလျက်ရှိတော်မူ၏ ဖျားခင်ကလူကိုဖန်ဆင်းတဲ့ຢာကိုနောက်တရရတယ်လို့ပြောပါတယ်။မကြောက်နဲ့လို့မေးရင်ဖျားခင်အကြိုက်ကိုမလုတော့ဘူးလူဒီကတကယ်ပဲပျက်စီးယုံယွတ်တဲ့ကဘာကြီးကဖြစ်သွားတယ်။အဲ့ဒီအချိန်မှာတဲ့နောအေမူကတဲ့ထာဝရဖျားစိတ်တော်နဲ့တွေ့တော်သူဖြစ်တည်တဲ့ဘာဟုတ်ကြအခန်းကြီး6အငယ်ရှင်းမှာပြောထားပါတယ်။ဆိုတော့ ဖျားတခင်ရဲ့စိတ်တော်နဲ့တွေ့တော့သူကအဲ့ဒီအထဲမှာဘသူရှိလဲလို့မေးရင် no a ဆိုတော့ဖျားတခင်စိတ်တော်နဲ့တွေ့တော့သူလို့ဓမ္မကျမ်းစာထဲမှာအတိမပြုထားပါလေဖျားတခင်ရဲ့စိတ်တော်နဲ့တွေ့တော့သူဆိုတာကဘာအဖြစ်ဘလို့နီးနဲ့သူ့ရဲ့အကျင့်ကောင်းလို့လားတမမဟုတ်သူကနာခံခြင်းရှိလို့လားမဟုတ်ပါဘူးဟေပြေး၁၁အငယ်၆ထဲမှာယုံကြည်ခြင်းမရှိလေ ဖျားခင်စိတ်တော်နဲ့မတွေ့နိုင်အဓိကတော့ဒီမှာကနိုးအေကဘာကြောင့်ဖျားခင်ကဖျားခင်ရဲ့စိတ်တော်နဲ့တွေ့တော်သူလို့သတ်မှတ်ခံတာလဲဆိုတော့သူကဖျားကိုယုံကြည်တော်ကြောင့်ဖြစ်ပါတယ်ဘာကြောင့်လဲလို့မေးရင်အဲ့ဒီပျက်စီးရွံ့နေတဲ့အချိန်မှာနိုးအေကဖျားစကားပြောတဲ့အရာကိုယုံကြည်တော်ကြောင့်ဖြစ်ပါတယ်လိုက်လျှောက်ခြင်းကြောင့်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် ဖခင်စိတ်တော်နဲ့တွေ့ချင်းဆိုတာကဖခင်စကားကိုယုံကြည်ခြင်းကြောင့်ဖြစ်ပါတယ်ချစ်တော်ညီကောင်မတို့ကျွန်တော်ဒီလောကမှာတဖြည်းဖြည်းနဲ့လူတွေကအမျိုးမျိုးနဲ့ဒီကိုးကွယ်မှုတွေကိုးပြားလာရတယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းမှမတည်မြဲမှုတွေအမျိုးမျိုးရင်ဆိုင်နေတဲ့အချိန်ကာလယခုချိန်မှာရောက်နေတဲ့ခါမှာတင့်ရဲ့ယုံကြည်ခြင်းကဘုရားပေါ်မှာပဲဒီပါစေလို့ဒီနေ့ ခွာပေးချင်ပါတယ်အဲ့ဒီချိန်မှာနိုးအေကဖယားကိုယုံပြီးတော့မှသူကယုံကြည်ခြင်းနဲ့သွားတဲ့အခါမှာမိသားစုအတွက်ဖခင်ကောင်းတယောက်အနေနဲ့ယက်တည်ပေးတယ်ဆိုတော့တွေ့ရပါတယ်ဟေဘရဲ7ခွန်ထဲမှာနိုးအေဒီမမြင်သေးသောအရာကိုအဖို့အရာတို့ကိုပေါ်ပြတော့ဗျာဒိတ်တော်ကိုခံပြီးမှ ယုံကြည်ခြင်းအဖြစ်ကြောက်ရွံ့တော်စိတ်ရှိ၍မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းကသင်္ဘောကိုတည်လေ၏တဲ့ဖခင်ကနောအေးကိုစကားပြောတဲ့အခါမှာအဲ့ဒီအခက်ခါတော့မှဆိုရင်မိုးတစ်ခါမှမယွာဘူးတစ်ခါမှမိုးယွာမယ်လို့ထင်ဖို့တောင်မှအလားလာအခြေအနေကမရှိပါဘူးတုတ်တော့အဲ့ဒီအခြေအနေထက်မှရှိတဲ့နောအေးကဖခင်စကားကိုယုံတော့ကြောင်းဖခင်က သူ့ရဲ့စိတ်တော်နဲ့တွေ့တော်သူလို့တပတ်ထားခြင်းဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကယုံကြည်ခြင်းဆိုတာကမမြင်သေးတဲ့အရာကိုနော်ဖြစ်ပြီးသားတကယ်တော့တိမဆွေလမ်းဘရောမှာဖြစ်မယ်ဘုရားခင်ကတတ်နိုင်တယ်ဘုရားခင်လို့ပေးနိုင်မယ်ဆိုတဲ့အရာကိုယုံကြည်ရခြင်းဖြစ်ပါတယ်။နိုးအေကဘုရားစကားပြောတဲ့အခါမှာသင်ပေါ်ဆောက်ဖို့ပြောတဲ့အခါမှာချက်ချင်းယုံဘရောမှာ ဒီမောကိုစောက်တာဖြစ်ပါတယ်။မိသားစုသူ့ရဲ့တာသုံးယောက်ရှေမဟာမရဖက်အဲ့ဒီသုံးယောက် ਨੇ သူတို့စုစုပေါင်းကသူတို့မိသားစုက၈ယောက်အဲ့ဒီ၈ယောက်အတွက်ကသူတို့မိသားစုတစုလုံးအတွက်ဖခင်ကောင်းတယောက်အနေနဲ့နောအေကရက်တီပေးပြတော့မှနှစ်ပေါင်း120လုံးလုံးနောအေမိသားစုမှာအော်သူ့ရဲ့တာတယောက်ကမယုံကြည်လို့ နော်အေးမိသားစုကိုပြသွားတယ်ဆိုတဲ့အရာကိုလုံးဝမတွေ့ရပါဘူးဖခင်ကောင်တယောက်အနေနဲ့ရက်တီပြီးတော့မှနော်အေးကမိသားစုရဲ့တွင်တင်ချင်းမိသားစုစင်မှာလူတယောက်တောင်မှပြောဖို့အရန်ခက်တဲ့အရာဖြစ်ပါတယ်သူတို့မိသားစုလုံးကိုကောင်းကောင်းတွင်တင်ပြီးတော့မှပြောပြပြီးတော့မှအဲ့ဒီအလစ်အကြာကြီးတရ20လုံးလုံးကို ကောင်းမွန်စွာနဲ့ပြီးစီးပြီးတော့မှအဲ့ဒီဖျားစကားပြောထားတဲ့အတိုင်းကိုလိုက်လျှောက်လှုပ်ဆောင်ပြီးတော့မှအတူတကွလက်တွဲပြီးတော့မှမိသားစုကိုခေါင်းဆောင်နိုင်တာခေါင်းဆောင်ကောင်းတယောက်အနေနဲ့လည်းနော်ဧကရက်တည်တာဖြစ်ပါတယ်ဖျားစကားကိုနာခံနေမိသားစုကိုဥဆောင်နိုင်တယ်ဥစီဥဆောင်ပြီးတော့မှနောက်ဆုံးဒီကဘာနေကြီးဟာရင်နဲ့ဖျားခင်ကဆေးတဲ့အခါမှာ တလိဆန်နေစုံတွဲစုံတွဲနဲ့တိမောထဲမှာခေါ်ဆောင်ကြတော့ကဘာကြီးမှာ no a အဖြစ်ကဘာကြီးမှာလူမျိုးပြန်ပြတော့မှာပြန်ထွက်သွားတာမဟုတ်ဘူးလားစိတ်တော်ကြီးကပေါ့မမတို့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့အတ္တတိုင်းမှာဖျားရခင်စိတ်တော်နဲ့တွေ့ချင်းဆိုတာကယုံကြည်ခြင်းနဲ့ပဲဖျားရခင်စိတ်တော်ကိုတွေ့နိုင်တာဖြစ်ပါတယ် no a ကမမြင်သေးတော့အရာကိုဗျာဒိတ်ရောကိုယုံကြည်တော့အဖြစ်တဲ့မိမိ အိမ်သားတို့ကိုကေတင်ကျဲလို့ကတိမောကိုတိဆောက်တယ်လို့ပြောရတယ်။အဲ့ဒီအတွက်ကြောင့်ဒီ no a ကဖာခင်ကောင်တယောက်အနေနဲ့ယက်တီနိုင်ရချင်းကဘာကြောင့်လဲ။ဖခင်ကိုယုံကြည်တော့ကြောင့်ဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဖာခင်များဒီနေ့ခွန်အားပေးချင်ပါတယ်။တင့်မီသားစုအတွက်ယက်တီနိုင်ဖို့အလို့ငါတင့်မီသားစုအာမခံပေးနိုင်ဖို့အလို့ငါတင့်ရတတ်တာထဲမှာမမြင်သေးတော့အရာကိုဖခင်ပြုမဲ့အရာကို တင်ညုံကြည့်လိုက်ပါသင်ဟာဖခင်ကောင်တယောက်အနေဖြင့်သင်ယက်တီဖို့လိုတာကဘာနဲ့ယက်တီပေးနိုင်လဲဆိုတော့ဘုရားခင်ဟာမတော်မီတာဆိုတာကောင်းဆုံးလုပ်ပေးနေတာပေါ့တင်ညုံကြည့်ပါမဘုရားကိုဆွေးကြိုင်လဲဆိုရင်သင်ဟာနောအေကေတုတင်မီတာဆိုတော့ဖခင်ကောင်တယောက်ယက်တီပေးမှာဖြစ်ကြောင်းပထမတစ်ချက်အနေနဲ့ခေါ်အားပေးချင်တာဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ရှမသိခိုးအခန်းကြီးလေး27မှာကြီးတဲ့အခါမှာ ရေပတဲ့တွေ့ရပါတယ်ရေပတဲ့ကဖခင်ကောင်တယောက်အနေနဲ့ယက်တီပေးတယ်ဆိုတော့ဒုတိယအနေနဲ့ကျွန်တော်ဖော်ပြချင်တာဖြစ်ပါတယ်ရေပတဲ့ကသူ့ရဲ့အလုတ်ကဒီတငါသေးဖြစ်ပါတယ်တငါသေးဖြစ်နေပေမဲ့လည်းအဲ့ဒီသခင်ယေရှုကဒီနောက်လိုက်ဖို့ခေါ်တဲ့အခါမှာသူ့တန်းမြောက်ယာကုပ်နဲ့ယောဟန်ရှမသက်ခရုအခန်းကြီး၄၁ ထိုမလွင်ပြန်လင်းအခြားသောညီကိုနှစ်ယောက်ယေပရေဤသားယာကုပ်နဲ့ယောဟန်တင်သူတို့နဲ့အပနဲ့တူလေပေါ်မှာပိုက်ကွင်ပြင်လဲအနေဒီကိုမြင်ရင်ခေါ်တော်မူဤထိုသူတို့သည်ချက်ချင်းအပနဲ့လေကိုစွန့်၍နောက်တော်သို့လိုက်ကြ၏ဒီညမှာကြည့်တဲ့အခါမှာဖခင်တယောက်ကဒီသားတယောက်ကိုသခင်ယေရှုကနောက်တော်သို့လိုက်ဖို့ကသူကခွင့်ပြုတယ်ဒီခရစ်တော် နောက်လိုက်ဖို့အရေးကိုသူကဟန်တာချင်းမရှိဘူးဆိုတော့ကိုဖခင်ကောင်တယောက်အနေနဲ့သူ့တန်းဟောက်အတွက်ကဒီလောလောဆယ်ငွေရေးကြေးရရဖို့အတွက်ကိုပဲမစင်းစားပဲနဲ့သူကထာဝရအတွက်မြင်တယ်ဆိုတော့ဒီမှာတွေ့ရတာဖြစ်ပါတယ်အဲ့ဒီရေပတဲ့ကဘာမှတော့သူ့ရဲ့ထူးထူးခြားခြားပေါ်ပြခြင်းမရှိပေမဲ့သူကတငါတဲ့ဖြစ်နေပေမဲ့လေအဲ့ဒီသူ့တန်းဟောက်အတွက်ကထာဝရကာလအတွက်သူမြင်ပြတော့မှာ သူ့တန်းတစ်ယောက်ကိုတခင်ရှုနောက်ကိုလိုက်ဖို့စီလွတ်တယ်ဆိုတော့တွေ့ရပါတယ်ချစ်တော်ညီကောင်မတော်ကျွန်တော်ရဲ့အတ္တတိုင်းမှာဒီထာဝရကာလအတွက်ကိုယ့်ရဲ့အသားသမီးအတွက်ယက်တီပေးဖို့ကအဓိကတော့ဒီလောကမှာငွေရေးကြေးရေးထက်ဒီပင်ရရေးထက်အဓိကလိုအပ်တာကထာဝရကာလအတွက်ကျွန်တော်ဒီဝိညာဉ်ရေးအတွက်ကကိုယ့်ရဲ့သားသမီးအတွက်ကအဓိကရှေ့ပြေးကျွန်တော်မိသားစုအတွက်ကယက်တီပေးဖို့ ရေပတိကဲ့သို့ကျွန်တော်ရက်တီးပေးဖို့လိုအပ်တယ်ဆိုတော့ဒီစံစာအဖြစ်ကျွန်တော်သိရတာဖြစ်ပါတယ်အဲ့ဒီအတွက်တော့ကျွန်တော်ဒီကိုယ့်ရဲ့သားသမီးအတွက်ကိုယ့်ရဲ့မိသားစုအတွက်ဝိညာဉ်ရေအတွက်ကဖြစ်လာပြီဆိုရင်တော့ဝိညာဉ်ရေအတွက်ကကျွန်တော်ဖျားအတွက်ဖြစ်လာပြီဆိုရင်ကျွန်တော်ကဟတ်တားခြင်းမရှိပဲနဲ့စီးတားခြင်းမရှိပဲနဲ့ဒီတန်းတဲ့မြောက်ကိုဒီရေပတိကခုပြုတ်ပြမှာတခင်ရှုနောက်လိုက်တယ်ဆိုတော့ကိုတွေ့ရပါတယ်အဲ့ဒီ ဖခင်တယောက်ပဲလားဆိုတာမဟုတ်သေးဘူးရှမသိခရောကအခန်းကြီး20 21မှာရောက်တဲ့အခါမှာသူ့ရဲ့အမျိုးသမီးရှလုံကလည်းမိခင်ကလည်းသူ့သားနှစ်ယောက်အတွက်ကတခင်ယေရှုစင်မှာသွားပြတော့မှတောင်းတယ်ဆိုတော့ကိုတွေ့ရပါတယ်ရှမသိ20 21မှာကြည့်တဲ့အခါမှာကိုရောဤနိုင်ငံတော်ကျမဤငေသားနှစ်ယောက်တို့ဒီလက်ရတော်ဖက်နိုင်တယောက်လက်ဝေးတော်ဖက်နိုင်တယောက် ထိုင်ရတော့ခုကိုပေးတော်မူပါဟုလျှောက်လေ၏တဲ့တခင်ယေရှုအစ်မရှလုံကတွားပြီးတော့မှအဲ့ဒီယောဟန်နဲ့ယာကုပ်ကိုတွားပြီးတော့မှပုတ်ပေးပါလေကိုရောရဲ့လက်လက်ရဖက်မှာတယောက်လက်ဝေးဖက်မှာတယောက်သူအခွင့်ကိုတောင်းပါတယ်ချစ်တော်ညိုပေါ်မှာတော့ဓမ္မကြည့်တဲ့အခါမှာဒီမိဘနှစ်ယောက်ယေပဒေကပထမအုပ်ဆုံးဖျားအတွက်ဒီခရစ်တော်နောက်လိုက်ဖို့အတွက် သူကောင်းမွန်စွာနဲ့လွတ်လိုက်တယ်ဆိုတာတွေ့ပါတယ်။နံပါတ်2မှာမိခင်ကတခင်ရှုလက်ဝဲဖက်မှာတယောက်လက်ရဖက်မှာတယောက်ကိုရောဤနိုင်ငံတော်မှာကျမရဲ့အသားတစ်ယောက်ကိုနေရာပေးဖို့အတွက်အလုံးကသူတို့ကဘာမြင်တာလဲဆိုရင်ဒီမိဘတစ်ပါးကဘာကိုမြင်တာလဲဆိုတော့ဒီလောကမှာခဏတာအတွက်လောကမှာခဏနေတဲ့အချိန်မှာငွေရေးကြေးရေးစီးစိမ်ဥစ္စာအတွက်သူတို့ကပူပန်ခြင်းမရှိဘဲနဲ့ထာဝရကာလအတွက် ပူပန်နေတယ်ဆိုတော့တွေ့ရပါတယ်ကျွန်တော်ညီအောင်မတို့ကျွန်တော်ရဲ့တက်တာဖေးမှာကိုယ့်ရဲ့မိသားစုအတွက်ထာဝရကာလအတွက်ပဲစိုးရိမ်ပြတော့မှာကျွန်တော်လှုပ်ဆောင်ပေးမယ်ကျွန်တော်လမ်းဖွင့်ပေးမယ်ဆိုတော့ကျွန်တော်မိသားစုအတွက်ကဒီလောကမှာခဏတနေတဲ့အခါမှာကောင်းကြီးမင်္ဂလာခံစားရုံမဟုတ်ပဲနဲ့ထာဝရကာလအတွက်ကတင့်ရဲ့မိသားစုအတွက်ကလုံခြုံရေးရှိနေဆိုတော့ဒီနေ့နှုတ်ပတ်တော်အဖြစ်အနေငယ်တိုက်တွန်းမှုဆောက်ခွာပေးချင်တာဖြစ်ပါတယ် အရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေ။